တစ်ချိန်ကထိုင်းကိုရှောင်ပြေးခဲ့ရတဲ့မိုင်းဖုံးဆရာတော်ကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဇမန် H ပရိသတ်ကြီးရေဒီကနေ့ live မှာလူပြောများနေတဲ့အကြောင်းအရာကတော့မိုင်းဖုံးဆရာတော်ကြီးရဲ့တရားပွဲမှာငကားကြီးကငလင်လှုပ်တယ်ဆိုတဲ့ကိစ္စပါပဲဒီကရဲ့ကြောင့်ပဲလူအများစုကမိုင်းဖုံးဆရာတော်ကိုမကြည်ညိုကြတော့ပါဘူးမိုင်းဖုံးဆရာတော်ဆိုတာရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိမ်မြို့ကမိုင်းဖုံးကျေးရွာစာတီကိုအစွဲပြုပြီးမိုင်းဖုံးဆရာတော်လို့ခေါ်တင်ကြတာပါ။ ဆရာတော်ကြီးကကိုရင်ငယ်ဘွားတွေကတာသနာပါဝင်ခဲ့ပြီးလူတွေနဲ့ဝေယာတော်ကြောင်တွေလိုင်ကူတွေထဲမှာတရားအထုတ်ရာကနေနာမည်ကြီးလာခဲ့တာပါမိုင်ဖုံဆရာတော်ကရှမ်းအရှိတခွင်မှာတော့ဩဇာအာဏာကြီးမှပြီးတခုံးစုတခုံးမှပဲအဲ့လိုနာမည်ကြီးရဲ့ဆရာတော်ဟာတစ်ချိန်တုန်းကအမှုတစ်ခုကြောင့်ထိုင်းနိုင်ငံကိုနှစ်ပေါင်းများစွာကြာအောင်ရှောင်ပြေးခဲ့ရဘူးပါတယ်ဇလန်ပြေဆုံးတရားဖို့အတွက်အဆုံးထိကြည့်ပေးကြပါဦးနော်ဆရာတော်ကလူရင်းနဲ့ခက်ခင်ခင်နေတာမို့လူအများစုကယဟန္တာလို့လည်းပြောကြပါဗျ ဒါပေမဲ့ဆရာတော်ကတခြားဖုန်ကြီးတွေနဲ့မတူဘဲရန်နီးရဝေကလာရောက်ဖူမျောသူတွေကိုအနာကပ်မခံပါဘူး။တရားပွဲတစ်ခုမှာဆိုရင်ဆရာတော်ကြီးကသူ့ကိုယ်သူနောက်ပွင့်မယ်ဖရားလို့ဟောခဲ့ပါသေးတယ်။အရိမေဒီယာမြတ်စွာဘုရားအပါအဝင် နောက်ထပ်ပွင့်မယ်ဖရားဆယ်စုမှာ6စုမြောက်ဖရားဟာဆရာတော်ဖြစ်လာမယ်လို့ကိုရိုင်းမေကြားခဲ့တော်မူယုံကြည်ကိုယ်ကျယ်သူတွေကဆရာတော်ကိုပို့ပြီးတော့ကြီးညိုတရားပွားခဲ့ကြပါရယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ကရန်ကုန်မှာပြုလုပ်တဲ့တရားပွဲမှာတော့အခြေအနေမရှိတဲ့တရားကိုဟောကြားခဲ့ပြီး မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလေးဟာမြေအောက်ထဲကမိုင်3000ရှိလာတဲ့ငကားကြီးကြောင့်လှုပ်တာဖြစ်ပြီးတိတ်ဆုံးသွားသူတွေဟာအကုသူများလို့ဆိုပြီးဟော်ကေရာကြောင့်လူများဝေဖန်နေကြပါတယ်။ဝေဖန်သူတွေထဲမှာရခင်ကဆရာတော်ကြီးကိုကိုကွယ်သူတွေတရားနာပရိသတ်တွေအများစုပါဝင်နေပြီးဆရာတော်တပါအနေနဲ့မဟုတ်မမှန်တဲ့လှုပ်ကြံဇလံမျိုးမပြောသင့်ဘူးလို့အပြင်းထန်ဝေဖန်နေကြတာပါ။ ဆရာတော်ကိုယုံကြည်သူတွေကတကယ်နကားရှိရဲ့ထင်ပြီးနောက်ထပ်ငလျင်လှုပ်ရင်တတိမထားပဲပေါပေါဆဆနေရင် အန္တရာယ်ဖြစ်လာနိုင်တယ်လို့ဘူမိဗေဒပညာရှင်တွေကပြောကြပါရယ်ဆရာတော်ကမြောက်ထဲအိန္ဒိယနကားကြီးကနိုလာပြီးပတ်လက်လှန်လိုက်လို့ငလျင်လှုပ်ခြင်းဖြစ်ပြီးနကားရဲ့ခန္ဓာကိုယ်ကရန်ကုန်တမျိုးစာကျေဝန်းပြီးမိုင်၃၀၀၀ရှိရဲ့လို့မိန့်ခဲ့ပါရယ်ဒါဟာသူငယ်တဲ့ကလေးတွေတောင်မှရှုံးမမဟုတ်တဲ့ပုံမြင်ဖြစ်နေပါရယ် တကယ်တော့စကိုင်းပြည့်ရွေးကြောကနှစ်တရာမှတစ်ခါလောက်ခတ်လေးရှိရလို့ကဘာတဝန်ကမိုးလေဝသပညာရှင်တွေကပြောထားပြီးသားပါဆရာတော် GS ကကြောင့်လူတွေကမကြည်ညိုကြတော့ပဲဆရာတော်ကိုအယုံကြည်မရှိကြတော့ပါဘူးဆရာတော်ကလူနဲ့မခံနိုင်လို့ဆိုပြီးတာမန်လူတွေကအနာကမခံပြီးမဲ့ခရိုနီတထင်းနဲ့နိုင်ငံရေးထက်တန်အရာရှိတွေကိုတော့လက်ဆွဲနှုတ်ဆက်နေရပါတကယ်ပဲယဟန်နာတစ်ပါးသာမှန်မယ်ဆိုရင်လှုပ်တဲ့မလှုပ်တဲ့ပြောတဲ့မပြောတဲ့ခွဲခြားနိုင်ရမှာပါ လူတွေသိမ့်မသိကြရဲမိုင်းဖုံးဆရာတော်ရဲ့တချိန်ကဆက်ရှုံလေးရှိခဲ့ပါသေးတယ်။အဲဒါကတော့ဆရာတော်ရဲ့နေမည်လို့သတ်မှတ်ထားတဲ့မိုင်းဖုံးနယ်ထဲမှာမူရစီရီအများကြီးဖမ်းမိခဲ့ပြီလို့စစ်စစ်တဲ့အခါမှာတော့ဆရာတော်ရဲ့တပည့်တော်ဝက်ကရီဖြစ်နေရမှုဆရာတော်ကြီးကအမှုပတ်ပြီးထိုင်းနိုင်ငံကိုရှောင်ပြေးခဲ့ရပါတယ်။ထိုင်းနိုင်ငံမှာခုနှစ်နှစ်လောက်နေထိုင်ခဲ့ရပြီးအဲ့ဒီအမှုဟာလည်းဘယ်လိုဖြစ်ရှင်းလိုက်သလဲဆိုတာအခုထိမသိရသေးပါဘူး။ဒီဗီဒီယိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးရောမိုင်းဖုံးဆရာတော်ကိုယုံကြည်လားကော်မန့်ရှိပေးခဲ့ပါဦးနော်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးခြင်းတဲ့သတင်းကြောင်းရလေးကတော့ဒီလောက်ပါပဲရှင်အမြဲတမ်းဒီလိုမျိုး update ဖြစ်နေတဲ့သတင်းကြောင်းရတွေကိုစစမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ခဲ့ပြီးပြီးဘေးနား notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ဆက်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်